1968ခုနှစ်ဒီဇင်ဘာလ9ရက်မောင်မိုက်သွန်းညတညမှာကယ်လီဖိုးနီးယားပြည်နယ်ဗီနီရှာမြို့နမ်မီမြေအောက်ကကားတစီးထဲမှာချစ်သူနှစ်ဦးဖြစ်တဲ့ဒေးဗစ်ဖာရန်ဒေးနဲ့ပတ်တီလိုဂျန်ဆင်တို့ဟာစကားလက်ဆုံးကြနေခဲ့ကြပါတယ်။လမ်းမတစ်လျှောက်မှာခရစ်စမတ်မီးအောင်နဲ့လင်းထန်နေတဲ့သူတို့ရဲ့စိတ်ကူးတွေကအနာဂတ်အထည်ကိုရောက်နေခဲ့ပါတယ်။ရှုပ်တရအနောက်ရောက်အရေးတစ်ခုလိုကားတစီးဟာသူတို့ကားရှိမှာလာရောက်ရက်တန့်လိုက်ချိန်မှာတော့သူတို့နှစ်ယောက်ရဲ့အိမ်မက်တွေအားလုံးကရက်တန့်သွားခဲ့ရပါတော့တယ်။ ဘာလို့သူတို့အိမ်မက်တွေရက်တန့်သွားတာလဲဆိုရင်သူတို့ကားနောက်ကပ်လာပြီးတော့ဇူရီယက်ဆိုတဲ့လူတက်တမှာတန်မထွက်နဲ့တယောက်မှမလှုပ်နဲ့ဆိုပြီးတော့ပြောဆိုခဲ့ပါတယ်။အသက်16နှစ်သာရှိသေးတဲ့ဘဒီလိုဂျန်စင်ဟာကြောက်လန့်တကြားနဲ့ဖောင်းငုပ်ပြီးတော့ဖုန်းအောင်လိုက်ပါတယ်။ဒါပေမဲ့နောက်တမနစ်မှာပဲအဲ့ဒီညရဲ့တိတ်ဆိတ်မှုကိုတနက်တန်နှစ်ချက်ကဖောက်ခွဲလိုက်ပါတယ်။ဒေးဗစ်ဖာရာဒီဟာချက်ချင်းနေရာမှာပဲလဲချက်သွားခဲ့ရလို့ဂျန်စင်ဟာအသက်ရှင်ဖို့အတွက်ရရန်နည်းနဲ့ထွက်ပြေးပြီးကြိုးစားခဲ့ပါတယ်။ သို့တော်လည်းနောက်တစ်ချက်ထပ်မံပစ်ခတ်ခံရပြီးတော့သူမဟာမြေမြေပုံမှာပဲခွေချသွားခဲ့ရပါတယ်ဒီဖြစ်ဟာအမေရိကန်တမားရဲ့အမောင်မိုက်ဆုံးစာမျက်နှာကိုစတင်ဖွင့်လိုက်တဲ့ခရီးရဲ့အစမှတ်ပဲဖြစ်ပါတယ်အားလုံးမင်္ဂလာပါနွေထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်တချို့စက်လန်းတွေမှာအဆုံးသက်ဆိုတာမရှိခဲ့ဘူးဖြစ်ရှာမတွေ့တဲ့အမှုတွေကိုကျွန်တော်တို့အတူတူရှာဖွေပေါ်တော့ကြရအောင်ပထမဆုံးဖြစ်ရပြီးတော့နောက်6လကြာတဲ့အခါ1969ခုနှစ် ဂျူလန်နဲ့လေးရက်နေမှာအလားတူဖြစ်ရတဲ့ခုထပ်မံဖြစ်ပွားခဲ့ပါတယ်။ဗေလီဂျူမျိုးကဘလူးရော့စ်ကန်မှာအလင်းဖရန်နဲ့မိုက်ကယ်မာဂျောင်တို့ကကားပေါ်မှာအနားယူနေခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲအနောက်ရောင်ကားတစ်စီးကသူတို့ကောင်နာကိုကတ်လာပြီးတော့အလင်းရောင်နဲ့ကားမီကိုတောက်ပြလိုက်ပါတယ်။မာဂျောင်ကပွဲစီစီသူတူကအလူငွေလာကောက်တယ်လို့ယူဆပြီးကားဘရင်ဘော့ကိုဖွင့်ပေးလိုက်တဲ့အခါမှာတော့ ငါကြောင့်ပြောလိုက်တဲ့အတန်ကတော့ဗာမြတ်ကွင်ကြီးပေးရမလဲခမားဆိုပြီးတော့ပြောလိုက်တဲ့ဖြစ်ပါတယ်မစူရီရက်ကအတန်ပီပီအေးဆက်ဆက်နဲ့ဘာမှမဟုတ်ပါဘူးဆိုပြီးသူတို့နှစ်ယောက်စကားပြောပြီးနောက်ပိုင်းပြစ်ခတ်မှုထွက်ပေါ်လာပြီးမားကြောင့်ဟာတန်ရာပြင်းထန်တော့ရရှိသွားခဲ့ပါတယ်ဒီနောက်ပိုင်းမှာတော့ဇူဒီယန်လို့ကိုကိုကိုနာမည်ပေးထားသူမှာဒေတာတွေတင်းစာတိုက်ရီစီကိုလေဝကုတ်တွေနဲ့အတူစာရီစတင်ပို့ခဲ့ပါတယ်။သူဟာဒီကြောင်းမွက်ွယ်ရအမှုကြီးရဲ့တရားခံဖြစ်ကြောင်းကိုလည်းရဲတပ်ဖွဲ့ကိုလောင်ပြောင်းဟန်နဲ့ကြေညာခဲ့ပါတယ်။ ယနေ့မှာတော့လွန်ခဲ့တဲ့တစ်လခန့်ကပျော်ဆုံးသွားခဲ့တဲ့ဒေသခံတအူရဲ့ရှုပ်အလောင်းကိုထူးခြားစွာတွေ့ရှိခဲ့ကြောင်းသတင်းရရှိပါတယ်။စုံစမ်းစစ်ဆေးအာဏာပိုင်များကဒါဇူလီယဲလို့ကိုကိုကိုနာမည်ပေးထားတဲ့လူစုရဲ့နောက်ထပ်လုံရက်တစ်ခုဖြစ်နိုင်တယ်လို့တန်တရားတွေရှိနေချပါတယ်။ 1969ခုနှစ်စက်တင်ဘာလ28ရက်နေ့နပါမြို့နာကဘယ်ရီယက်ဆာဂန်နားမှာတော့ကိုလိပ်ကျောင်းသားနှစ်ဦးဖြစ်တဲ့ Brian Hannen နဲ့ Cecilia Shepard တို့ပျော်ရွှင်စွာအပန်းဖြေနေခဲ့ကြပါတယ်သူတို့ရဲ့ပျော်ရွှင်စရာအချိန်လေးကမျက်တဘုံစူပီလက်နက်ကင်ဆောင်ထားတဲ့လူတယောက်ယူတီရဲ့ပေါ်လာတဲ့အခါမှာတော့လုံးဝပျက်စီးသွားခဲ့ရပါတယ်မျက်တဘုံဆွတ်ထားတဲ့လူကသူတို့ကိုကြိုးတုပ်ချီနှောင်ခဲ့ပြီး Hannen ကိုပြင်းထန်စွာတိုက်ခိုက်ခဲ့ပါတယ် Shepard ကလည်းအလားတူဒဏ်ရာများစွာရရှိခဲ့ပါတယ် ဇူလီယာရဲ့လုံရဟာလုံးဝစေရစားစံပြီးစယုတ်တယုတ်လို ESSF လို့ရှာနေခဲ့ပါတယ်။ဂျဲလူရဲ့စိတ်ပြအာယုံမှုနဲ့သူ့ရဲ့နေသံတွေပြောရမယ်ဆိုရင်ကျွန်တော်တို့ကဒီလူကိုဖမ်းဆီးဖို့နီလန်းပေါင်းစုံနဲ့စူးစမ်းနေတယ်လို့ပြောပါတယ်။ဒါပေမဲ့ဒီလူကအမြဲတမ်းသူ့ထက်ကိုကြေလန်းတာနေပြီးတော့အရှိကိုရောင်းနေခဲ့တယ်။အလူမောက်ကိုလမ်းမမီနိုင်မှုဖြစ်နေတယ်လို့လည်းဂျဲရီဟာစိတ်တဲကြတဲ့နေသံနဲ့ရောစုခဲ့ပါသေးတယ်။ ဇူရီယန်ရဲ့နောက်ဆုံးသတင်းစာကို1984ခုနှစ်ဇန်နဝါရီလ29ရက်နေ့မှာနောက်ဆုံးပို့ခဲ့ပါတယ်။စုစုပေါင်းလူဦးရေ38ယောက်ကိုတိုက်ခတ်ခဲ့တယ်လို့မမမကန်သတင်းစကားပါခဲ့ပါတယ်။ဒါပေမဲ့ရဲတပ်ဖွဲ့ဟာသူ့ရဲ့လုံရဲ့အစစ်အမှန်ကိုထိထိရောက်ဖြေရှင်းပြီးတော့ဖမ်းဆီးနိုင်ခြင်းမရှိခဲ့ပါဘူး။ဇူရီယန်ဟာဘသူမှမဖမ်းမိနိုင်ဘဲနဲ့သူ့ရဲ့လုံရဲ့အတွက်အလောင်းပြောင်းပျော်ရွှင်နေတယ်လို့ဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့ပဲဇူရီယန်ဟာ အမိမဖော်နိုင်တဲ့လျှို့ဝဆန်းကျင်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။သူ့ရဲ့လျှို့ဝကုတ်တွေကိုလည်းနှစ်ပေါင်းများစွာကြာသည့်အထိဘယ်သူမှအပြည့်အစုံမဖြေရှင်းနိုင်ခဲ့ပါဘူး။ဒီဖြစ်ရဟာအမေရိကန်ရဲ့ယာဇဝတ်မှုတမိုင်းမှာထာဝရဆွဲကြံနေခဲ့တဲ့အရှမ်းကိုအေးဆက်လွန်တဲ့တမိုင်းမှတ်တိုင်တစ်ခုပဲဖြစ်ပါတယ်။ဇူရီယာရဲ့ဖြစ်ရဟာယနေ့တိုင်အောင်ဖြစ်မပေါ်နိုင်သေးတဲ့ပုံစံတစ်ခုဖြစ်ကျွန်တော်တို့ရဲ့ရှင်ထဲမှာကြန့်ရှိနေခဲ့ပါတယ်။ဒီလူဇူဟာ အဖမ်းမခံရဘဲလွံ့မြောက်သွားခဲ့ပြီးသူ့ရဲ့ခြောက်လန့်မှုအရှိအယောင်ကတော့ကျွန်တော်တို့ရဲ့နေစဉ်ဘဝတွေမှာဆွေးမြဲစွာကြံရှိနေသေးပါဒါကဘလို့မှမဖြေရှင်းရသေးတဲ့အမေရိကန်ရဲ့အဆိုးဆုံးမှောင်မိုက်ဆုံးရာဇဝမှုတစ်ခုအဖြစ်အမှတ်နိုင်ခဲ့ပါတယ်ဘလို့လူစုကဒီလိုအဖမ်းမခံရဘဲလွံ့မြောက်သွားလဲဆိုတော့ကိုတွေးမိတိုင်းတွေးမိတိုင်းရင်ထဲမှာမကောင်းတဲ့ခံစားချက်တွေနဲ့ကြံရင်နေရဆဲပါပဲအဲ့တော့ခုကျွန်တော်ပြပြပေးခဲ့တဲ့ပြည့်ရမအကြောင်းနဲ့ပတ်သက်ပြီးတစုံတရာသိရှိတဲ့ဆိုရင် comment မှာရေးသားပေးခဲ့ဖို့တိုက်တွန်းလိုက်ပါရစေ။ ကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းအထူးပဲကျေးဇူးတင်ရှိပါတယ်